ပဂရိငရဲမီဟာအဲပဂရိမီဟာ ငရဲပြေမှာငရဲသားတွေကိုတောက်လောင်နေတဲ့ကံကြမ္မာဆိုးကြောင့်ဖြစ်ပေါ်လာတဲ့မီးတဲ့ပူပြီးတော့ပူပြင်းတယ်အလွန်ပူပြင်းတဲ့ငရဲမီအဲ့ဒီမှာဘလောက်ထိအောင်ပူပြင်းလဲလို့ဆိုလို့ရှိရင်ဒီပဂတိမီးဟာ ကြောက်ခဲလေးသေးသေးပဲဖြစ်စီမိတဲ့ထက်လိုက်လို့ရှင်ခြေမသွားဘူးတမာအဖြစ်ခြေပြီးတော့မသွားအတော်ရောမိလောင်ယုံနေတော့ကြောက်ခဲလေးဟာခြေမွားမသွားသို့သောပြဝရီရဲ့ကံကြမ္မာကြောင့်ဖြစ်ပေါ်လာတဲ့ငရဲမိကြတဲ့အခါမှာတောင်းတချီးလောက်ကြီးတဲ့ကြောက်တုံးကြီးပဲဖြစ်ဖြစ် ငရဲမီးထဲမှာထည့်လိုက်လို့ရှင်ပုခနဲ့တောက်ပြီးတော့အဲကြောက်ကြောက်ခဲကြီးဟာတောင်တွန်းလောက်ရှိတဲ့ကြောက်ခဲကြီးကပျောက်ကွယ်သွားတယ်အလောက်ထီအောင်ပူပြင်းတယ်လို့သူတို့ဆိုတယ်ဒါမြတ်စွာဘုရားကတော့ဒီလိုတိုက်ရိုက်ခေါ်တာတော့မဟုတ်ဘုရားဝါဒစာဖေးကျမ်းဂန်နေထဲမှာငရဲမိရဲ့ပူပြင်းမှုနဲ့ပတ်သက်ပြီးတော့ဟောတာရှင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ မှတ်သားစရာလေးတခုချားညက်ပြီးတော့ပြောရမှာစမုတ်ဆိုးလုပ်ငန်းနဲ့ထောင်ကျောက်တွေထောင်ကျော်ဝင်းတွေထောင်ပြီးတော့တားကောင်းနေဖန်ငှက်တွေဖန်ပြီးရောင်းချပြီးအသက်မွေးတဲ့လူတယောက်ဒုစရိုက်လုပ်တွေလုပ်ပါများတဲ့အခါကျတော့ တနေ့ကျတော့အကြောင်းလေးတစ်ခုရောက်တယ်။ရောက်လို့ရေးစာတော့ကျောင်းပတ်ဝန်းကျင်မှာကျောင်းအပြင်မှာရေဥစဉ်လေးတွေရှိမြန်မာနိုင်ငံမှာတော်မှပဲရေဥစဉ်ရင်ကျေးမှုလေးကရေတံမှုတွေပေါ်လာတော့ပျောက်တယ်လို့ဖြစ်သွားပြီ။သို့တော်လည်းတချို့နေရာလေးတွေမှာတော့ပြန်ပေါ်ရှိတော့ကတော့ရေချမ်းစင်တဲထားပြီးတော့ကုသလုပ်ကြလေရှိတယ်ပေါ့ ရှည်တွင်ရေကန်းရေဥစဉ်တည်ထားခြင်းဟာသာဝရကုသိုလ်မျိုးဖြစ်တယ်လို့ဆိုပြီးတော့ယဝလူမျိုးတွေဟာရေချမ်းစင်တဲတဲ့အလေးထားရှိအဲ့ဒီလေးထားဟာမြမရင်ကျိမှုတက်တက်တော့မဟုတ်ဘူးရသော်ဗျာအဆုံးမတဲ့မှာပါဝင်တာကနေအတူယူအားကြပြီးတော့လှုပ်တာလည်းဖြစ်နိုင် အဲတောရကျောင်းလေးမှာတောရကျောင်းမှာသရရင်သုံးတဲ့ယဟန်တွေကခီးသွားတဲ့ပုဂ္ဂိုလ်တွေတောက်ကြရအောင်ဆိုပြီးတော့ကျောင်းပြင်မဲ့မှာရေအိုးတွေခတ်ပြီးတော့ရေဖြည့်ထားနေရှိခုနမုံဆိုးလုပ်တဲ့ပုဂ္ဂိုလ်ဟာရေစာသာနဲ့လားတအုပ်ဖွင့်ကြည့်လိုက်ရေမရှိတအုပ်ဖွင့်ကြည့်လိုက်ရေမရှိရေကတောက်ချင်တယ် ဘယ်အိုးမှရေရှာမတွေ့တော့သူကဘာပြောတော့ဆိုခတ်ကျဲကျဲဘိုးကြီးတွေကလည်းပြင်းလိုက်ကြတာနော်ရေလေးတောင်ဖြည့်ပထားဖို့မရဘူးလို့သူကပြောလိုက်တယ်အဲ့ဒီတော့ကြားလိုက်တဲ့ကိုတော်တပါဟာတို့ခုနမှရေတွေခတ်တာလားခုဘာလို့သူကရေမရှိဘူးပြောနေပါလဲဆိုထွက်ချီလိုက်တဲ့အခါအိုးထဲမှာရေတွေအပြည့် ဒါ ਇਕ တုခုနမှရေတွေဖြည့်တာဒီမှာရေဦးထဲမှာရေအပြည့်ရှိတယ်မင်းရဲ့အကုသိုလ်ကလည်းကြီးမားလိုက်တာ ရေဦးထဲကရေတွေပျောက်ကုန်မှလားလို့ပြောတော့သူကလန့်သွားတယ်အဲ့လိုထိတ်လန့်တုန်လှုပ်သွားတယ်အော်လူဘဝနဲ့ပဲမသေးသေးခင်ငါဟာရှင်ငတ်တဲ့ပြိတ္တဘဝရောက်နေပါလားကြောက်လန့်ကြောက်လန့်ပြီးတော့ ရဟန္တာငါးရေစီမှာတောင်းပန်လို့သင်္ကန်းဝုပ္ပယစေဆိုပြီးတော့သင်္ကန်းဝုတ်ချောက်သွားမှတရားတရားဆိုပေါ်တာနော်ဒါမှမဟုတ်ဒုက္ခပဏိတသတ္တဒုရိယဒုက္ခရောက်ရင်တရားတရားပို့ဖြစ်လာတယ်ချောက်သွားတော့နော်ချောက်သွားတော့တပီတော့သင်္ကန်းဝုပ္ပယစေလူဘဝနဲ့တည်းမဲ့ပြိတ္တာလိုဘဝမျိုး ဖြစ်ရပြီဒီအကုသိုလ်တွေခံရမယ်ဆိုရင်တော့သူဟာတွေးဝင်စရာမရှိဘူးဆိုသင်္ကန်းဘုရားနေကသင်္ကန်းဘုပြေးပြီးတော့သုံးပါတယ်ဘုန်းကြီးဟောပြီးတော့အေးစိစိမနေနဲ့တရားအထုတ်ဆိုပြီးတော့သူအထုတ်ခိုင်းအဲ့လိုတရားအထုတ်ခိုင်းတော့တရားအထုတ်ရတော့လည်းပဲ ူလှုပ်တဲ့အလုပ်တွေကခေါင်းနဲ့ပေါ်ပြီးတရားတော်နဲ့မရောက်ဘူးဒါသဘာဝပဲဒုရယာနေစဉ်ကြုံတွေ့နေတဲ့အရာတွေဟာစိတ်ကိုထိန်းချုပ်လိုက်ပြီဆိုရင်အဲ့ဒါတွေပဲမြင်ဆိုလိုတာနေစဉ်နဲ့အများဈေးအောင်နေတဲ့ပုဂ္ဂိုလ်ကလည်းဈေးပဲမြင်နေမှာပဲမောဆိုးတင်ငါလှုပ်တဲ့ပုဂ္ဂိုလ်တွေကလည်းသူအယောင်းဝယ်လှုပ်တာတွေပဲမြင်နေမှာအဲ့ဒါလို့ဒုရယာကိုချက်စားရ အရာတွေကစိတ်ကိုတမာရီပဲကိုဆွဲပြီးတော့ယူလိုက်တဲ့အခါမှာအဲ့ဒါတွေကမြင်လာပြီးစိတ်ကိုလွှမ်းမိုးနေတယ်သူဆိုတယ်စိတ်ကိုလွှမ်းမိုးတော့ကိုလုတ်ခဲ့တဲ့မြင်ကွင်းတွေဟာစိတ်ကိုလာပြီးတုံလုံးခြောက်ခြားစေတယ်ဘောင်းတဲ့အလုံးလုံးရင်ပူဆိုးတယ်ပေါ့ဥပမာမဲ့အင်္ဂုလိမာလဓာချပြီးမြတ်စွာဘုရား ရှိပါဒူးထောက်ပြီး ဇယံဖြစ်သူရောက်လာတဲ့အခါမှာရသော်ဘုရားတရားပြတယ်ကပ္ပထံပြတယ်ပြီးတရားအထုတ်တဲ့အခါဘာរីတွေ့တော့ဆိုသူဓာတ်နဲ့လိုက်လို့ထွက်ပြေးကြတာរីអော်ကြဟေးကြတာរីទွေရဲ့តាយဲနဲ့តတ်လိုက်တဲ့လူរីဒီမြင်ခွင်းတွေကပဲ သူ့စိတ်ကိုလွှမ်းမိုးနေတယ်တဲ့ဒါကြောင့်ဟိုတရားထုတ်လို့မရအခုလည်းပဲ ဒီမုတ်ဆိုးကဝတ်လာတဲ့ယဟန်ဟာဒီလိုတွေဖြစ်လာမြင်ကွင်းနေမြောက်အဲ့တော့သူရမ်းမွားမှာမပြောဘူးထွက်ချင်လာအဲ့ဒီခါမှာသူစိတ်ပြေလို့ရပြေလို့ကြောင်းငရဲဆိုတာဘလောက်ကြောက်ဆရာကောင်းတယ်ဆိုတာတော့အเจ้าမှာသတင်းသုံးတဲ့တကောပင်ရရတဲ့ယဟန်ပုဂ္ဂိုလ်ကြီးက မင်းဟောဒီမှာရှိတဲ့တစ်ကိုင်းနေစုပြီးတော့တစ်ကိုင်းအစိုးရစုပြီးတော့ပုံလိုက်လို့ပုံခိုင်းနေတရားထုတ်တာခဏနားပြီးတော့တစ်ပင်နေမြက်ပင်နေအစိုးရကိုပုံခိုင်းတော့ပုံလိုက်တယ်အေးတရားကြိုးစားအထုတ်ရင်ထုတ်မထုတ်ဘူးဆိုလို့ရှိရင် ငရဲဆိုတာအမတန်မကြောက်စရာကောင်းတယ်ငါပြမယ်ငရဲမီးရဲ့အစွမ်းရည်တတ္တိဆို အဲ့ဒီဉာဏ်တဲ့ပုဂ္ဂိုလ်ကြီးကဒိဋ္ဌံလိုက်တယ်အဝိစီငရေလေးငရေကပိုးဆုံးကျူးလောက်ရှိတဲ့မိခဲလေးမိခဲလေးယူတဲ့ပြီးတော့အဲ့ဒီအသားပုံမှာတကိုင်းနေပုံထားတဲ့အပေါ်ထည့်လိုက်တာဝုတ်ခနဲ့ဆိုပြဖြစ်သွားတယ်နော်မိကိုတောင်မှမထွက်လိုက်ရတော့ အဲ့လိုထင်အောင်ပူတယ်လို့ဆိုတာခိုက်ဆက်လမ်းမှာလည်းရှင်းထားတာရှိတယ်ပေါ့အဲ့လိုပဲငရဲမီးဟာဗဂရီမီးနဲ့မတူဘဲနဲ့သူဟာလုံးကိုပူပြဲတယ်ဗဂရီမီးဟာကြောက်တုံးသေးသေးလေးကိုတောင်ကြေသွားအောင်မလုပ်နိုင်ဘူးအေးငရဲမီးကြတော့တောင်ထွက်လောက်ကြီးမားတဲ့ကြောက်တုံးကြီးပဲဖြစ်စေ တခဏလေးပါပဲခြေပြီးတော့ပျောက်သွားနိုင်တယ်လို့အဲ့လောက်ထိအောင်ပူပြင်းတယ်လို့ဒီလိုဆိုရပေါ့နော်အဲ့ဒီလိုဒီစကားကိုလည်းမယုံဘူးတဲ့ငရဲမီးဒီလောက်ပြင်းတယ်ဆိုတာ तू မယုံဘူးပေါ့ဗမာတွေခေါ်တဲ့ငရဲမီးကတော့တမျိုးပေါ့နော်ငရဲမီးဆိုတာအစစ်တပ်တွေဟာလေငရဲမီးလို့ခေါ်သေးတယ် အဲ့တော့ဒီမှာနောက်တစ်ခုကတော့အဲ့ဒါနောက်ပူပြဲမိမဲ့လို့ငရဲပုံမှာ ဖြစ်တဲ့သရဝါတွေငရဲသားတွေကြတော့တလောက်ပူတော်လည်းပဲကြောက်တုံးကြီးတစ်ခုလုံးပြုတ်သွားနိုင်တော်လည်းပဲငရဲသားသရဝါကြတော့အဲ့ဒီပူတဲ့ငရဲမိရဲ့ဓာတ်ကိုခံပြီးတော့မသေးဘူးတဲ့နော်ပူတာပဲပူရတယ် သူဟာပျောက်ွယ်ပြီးတည်သွားတော့အောင်မဖြစ်ဘူးမတည်ဘူးကမ္မကုံသမြငရဲရဲ့နှိပ်စက်မှုတွေဟာသူ့အတွက်ကုံဆုံးမသွားကံသာလည်းအဓိကဖြစ်တယ်ကမ္မကုံသမြဘယ်တော့မှမတည်ဘူးဘလောက်ပဲညှင်းဆဲညှင်းဆဲဘလောက်ပဲတပ်ဖြတ်တပ်ဖြတ်အဲ့ဒီငရဲသားတရဝဟာမောင်သက်ပြင်းလို့ခေါ်ဘယ်တော့မှမတည်ဘူးတဲ့ အဲ့ဒီငရဲမိတဲ့ထဲတော့လေသူခန္ဓာကိုယ်ကြီးကဘယ်တော့မှဝုန်းခနဲ့ဆို လောင်ပြီးပြောက်မသွားဘူးတဲ့အဲ့ဒါကိုလေသူမယုံဘူးတဲ့မဖြစ်နိုင်ဘူးထင်တယ်မိလိမ့်နာမကြီးဒါကိုလည်းမယုံဘူးတဲ့ကြောက်တုံးကြီးကြောင် လောင်ရင်ပျောက်သွားတယ်ဆိုလို့ရှိရင်တမန်ငရဲသားတရဝတရားဟော ။တရားမီးလောင်လိုက်ရင်ပျောက်သွားမှာပေါ့တဲ့။ဘာလို့မပျောက်လဲ။အဝီစိဆိုတဲ့ငရဲဟာအဝီစိဝီစိဆိုတာမီးလျံကိုပြောတာ။မီးလျံတွေရဲ့အကြာဝီစိဆိုတဲ့မီးလျံတို့ရဲ့အကြာဘယ်နေရာဖြင့်မီးလျံမရောက်ဘူးမီးတောက်မရောက်ဘူးဆိုတာမရှိဘူး။အဝီစိအကြာမရှိဘူး။နောက်တစ်ခုငရဲခံနေတဲ့တရားတွေဟာ ငယ်သားသဝရီဟာတဦးနဲ့တဦးထိညက်နေတယ်သူတို့နှစ်ယောက်ရဲ့ကြားမှာလည်းပဲအကြားမရှိဘူးဝီစီဆိုတာအကြားပေါ့နော်အဲ့ဒါလည်းမရှိဘူးဆင်းရဲဒုက္ခဆိုတာလေဒလဇတ်ခံစားနေရတော့ဆင်းရဲဒုက္ခချမ်းသာတဲ့အချိန်ပိုင်းလေးဆိုတာလေသူတို့မှမရှိဘူးလို့ဒီလိုငရဲနဲ့ပတ်သက်ပြီးပြောဆိုပြဟောတာရှိအဲ့တော့ငရဲမိဟာ အလွန်ပူပြင်းတော်လည်းပဲငရဲသားတော်ဝါတွေဟာငရဲမီလောင်ရသည့်အတွက်ကြောင့်ပြာဖြစ်မသွားဘူးဆိုတာကြောက်ွယ်မသွားဘူးဆိုတော့သူမယုံဘူးလို့ပြောမယုံဘူးလို့ပြောတဲ့အခါစင်နာကတင်နာကပြောတယ်ပူတိုင်းပြောက်တာမဟုတ်တဲ့အကြောင်းသူကိုဥပမာနဲ့ဥပမာနဲ့ရှင်းပြီးတော့ပြောတယ်ဥပမာနဲ့ရှင်းပြီးတော့ပြောတယ် ဒီသရဝါရီသရဝါရီဟာကျက်တွေတို့ဒေါင်းတွေတို့စသဖြင့်သရဝါရီဟာသူတို့စားကြတဲ့အစာအာဟာရတွေကိုချိန်လိုက်ပါဇက်ကကောက်တိုင်းစပါးစီတို့ပဲစီတို့ပါရမဟုတ်ဘူးကြောက်တုံးလေးတွေ ဲပွဲနေတယ်သူတို့ဘက်ထဲရောက်သွားရမ်းပြီးတော့ကောက်တာ ကောက်လိုက်တိုင်းမှာသူတို့အစာရတာပေါ့သို့တော့ဗာရီစားလိုက်စားလိုက်ခန္ဓာကိုယ်ရဲ့ရောက်ခြေသွားကြတယ်ဘလောက်ကျန်းတာတွေပဲဖြစ်ဖြစ်ခြေ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 ပြီးတော့သွားကြတယ်တခါ တရဝါရီရေတဲကတရဝါရီကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လေရေတရဝါရီဟာမိချောင်းကြီးတွေတို့ပါတော့အကောင်လိုက်မျိုးလိုက်တာပဲမိချောင်းကြီးတွေဆိုရင်တမင်ဆိုလဲအကောင်လိုက်မျိုးလိုက်သူတို့ဖမ်းလို့ရတဲ့တရဝါရီအကောင်လုံးအကောင်လိုက်မျိုးလားအယိုးတွေပါမျိုးထားအဲ့ဒါတွေဟာသူတို့ဘိုက်ထဲရောက်လို့ရှိရင်ခြေသွားကြတယ်ခြေသွားကြတယ် ဲ့လောက်ကျမ်းတာတွေဟာလည်းပဲသူတို့ဘိုက်ထဲမှာရောက်ပိုင်းကြေးသွားချင်းသေးတွေကြားတွေဒါတွေဟာလည်းပဲအကောင်းမလောင်တွေကို စားတဲ့အခါမှာတခါတည်းအယိုးနုတွေလူတွေလည်းရှိပါတယ်ငါကိုတခါတည်းငါသေးသေးလေးတွေကိုအယိုးတွေပါစားကြတယ်ယိုးတွေပါစားအဲ့ဒီယိုးတွေဟာလည်းလူပိုက်ထဲရောက်တော့ခြေသွားတာ စားလိုက်တဲ့အစာတွေကအလုံးခြေသွားကြလူရဲ့အပူငွေးနဲ့အဲ့ဒီလိုဒီလိုအပူငွေးနဲ့ခြေသွားတာဖြစ်တော်လဲပဲဟောတိရိစ္ဆာန်ရဲ့တဏ္ဍမှာပရိတိတဲ့တတဝါတွေကြတော့ဘာလို့မခြေတလဲကျက်တည်းရဲ့ကျက်တည်းရဲ့ကိုယ်ထဲမှာကျက်ဥတွေဘာလို့ခြေမသွားတလဲ လိတ်တွေရဲ့တဏ္ဍမရှိတဲ့လိတ်ဥတွေမိချောင်းရဲ့တဏ္ဍမရှိတဲ့မိချောင်းဥတွေအဲ့သူတို့ရဲ့တဏ္ဍမကျတော့ဘာလို့မကြည်တယ်လဲဘာကြောင့်မကြည်ဘူးလို့ထင်တယ်လဲတို့အဲ့ဒီတရားရည်ရဲ့စားလိုက်တဲ့ကြောက်ခဲတွေတော့ခြေသွားတယ်မာတဲ့အယိုးတွေခြေသွားတယ်နော်ဆင်ကြီးတွေဆိုလို့ရှိရင်လေတိတ်ကိုင်းကြောက်ကြီးတွေဒီတိုင်းဝါပြီးစားလိုက်တယ် ဒါတွေလည်းခြေသွားတာပဲအေးသူတို့ဝန်းနဲ့ရောက်လာတဲ့စင်သားကောင်လေးတွေတရေကောင်လေးတွေကြတော့ဘာလို့ခြေမသွားလဲတခုတော့ခြေတယ်တခုတော့မခြေဘူးဝန်းနဲ့ရောက်တယ်ငရဲမိဟာလည်းပဲကြောက်တုံးကြီးတော့ခြေတယ်ငရဲခံရတဲ့လူတော့မခြေဘူးအဲ့ဒါလိုပဲဒီသရဝါရီရဲ့ဝန်းနဲ့ရောက်တဲ့သူတို့ဝန်းနဲ့မှဖြစ်တဲ့သရဝါရီကြတော့ ခြေမသွားပဲနဲ့သူတို့စားလိုက်တဲ့အစာအာဟာရတွေကြတော့ဘလောက်ပဲမာမာဘလောက်ပဲကြမ်းကြမ်းကြောက်ခဲပဲဖြစ်စေခြေသွားတော့ဘာကြောင့်လို့ဆိုမိလိမ့်နာမင်းကြီးကဖြေတယ်အရှင်ဘုရားတရဝရဲ့ကံကံအစွမ်းကြောင့်လို့ထင်ပါတယ်တဲ့နော်ကံအစွမ်းကြောင့်လို့ထင်ဟိုကြီးတို့တွေပဲကြည့်လိုက်အောင် စားလိုက်တဲ့အစာတွေဟာအစာအိမ်နဲ့ရောက်ခြေသွားတာဘလောက်ထိအောင်ခြေတယ်ဆိုတာတော့တိုင်းလက်ထဲဝင်တဲ့အခါခြေခြေပေါ့အဖတ်ကလေးပါလေးများကြံသေးလားလို့နော်ခြေသွားတာမှရောသမမှွေပြီးတော့ခြေတာနော်မြေဥဆုံးနဲ့ထဲထောင်းရင်တောင်အဲ့လောက်ခြေချင်မှခြေမှာဗလင်နာနဲ့ကျင့်ရင်တောင်အဲ့လောက်ခြေချင်မှခြေမှာလူရဲ့ဝန်းထဲကထွက်လာတဲ့ဟာကြတော့ တကယ်ကိုမှုန့်ပြီးတော့ခြေညက်နေအောင်ကိုဖြစ်လာနော်ခြေညက်နေအောင်ဒါပေမဲ့လို့မိခင်ဘဝထဲမှာကိုလလွယ်ကိုလတိတိခန္ဓာလားဆက်လားကိုလတိတိမိခင်ရဲ့ဘဝထဲမှာနေတဲ့သရေသားငယ်ကြတော့ဘာလို့ခြေမသွားလဲဒါတော့ပူရင်ခြေသွားတော့အစာအိမ်ထဲမှာလူရည်ရဲ့အစာအိမ်ထဲမှာဖြစ်တဲ့ စားလိုက်တဲ့အစာကြောင့်အစာအိမ်ထဲကထွက်လာတဲ့ acid တက်ဆိုတာရှိတယ်။ဆရာဝန်ကြီးတူကပြောဘူးတယ်ခေါင်းကြီးလူရဲ့အစာအိမ်ထဲမှာရှိတဲ့ acid တက်ဟာမျက်လုံးထဲဝင်ကန်းသွားနိုင်တယ်တဲ့တစ်ခါတစ်ခါလေ့ကျင့်တတ်တဲ့ကလေကြောင်းလာပြီးတော့ဆူးရှာရှာဖြစ်တတ်တယ်လေအဲ့ဒီ acid တက် ကိုဘိုက်ထဲကထွက်တဲ့အစာအိမ်ထဲကဖြစ်တဲ့အစစ်တကတောင်မှပဲလူရဲ့မျက်လုံးနဲ့ဝယ်မယ်ဆိုရင်မျက်စိကန်းသွားနိုင်တယ်လို့သူဆိုတယ်။အဲ့ဒါလောက်ထီအောင်ပူပြင်းနေပေါ့။အစာရည်ချိန်ညက်တော်လည်းပဲတရဝါကြတော့မိခင်ရဲ့ဝန်ထဲကတရဝါကြတော့ကြေးမသွားဘူး။ဘာကြောင့်ပကြေတာလို့ဆိုရင်သူ့ရဲ့ကန်ဆွမ်းကြောင်လို့ဒီလို မိလိန်နာမင်းကြီးကကံစွမ်းကြောင့်ထင်ပါတယ်လို့ရှင်နာကဒိနာဘာကြောင့်မကြေတာတော့လို့မေးလိုက်တဲ့အခါကံစွမ်းကြောင့်လို့ထင်ပါတယ်အေးအဲ့ဒီတိုင်းပဲတဲ့ငရဲမီးဟာအလွန်ပူပြင်းလို့၆တုံးကြီးတွေခြေသွားနိုင်တော်လဲငရဲသားသရဝဟာကံကြောင့်မို့လို့ခြေမသွားဘူးလို့သူပြောတာနော်ဘယ်တော့မှခြေမသွားဘူးကံမကုန်သမျှ ကလပ်ပါလို့သူဟာဘယ်တော့မှသိဆုံးပြီးတော့မသွားဘူးတော့ဘို့ဆိုလို့ရှိရင်ငရဲသားမီးလောင်တာနဲ့ပဲသာမန်ပုဂ္ဂိုလ်ဆိုရင်တည်သွားမှာပေါ့သို့သောသူကံကြောင့်မို့လို့သူဟာဘယ်တော့မှမသေးဘူးကံမကုန်မချင်းဘယ်တော့မှမသေးဘူးကံကုန်တဲ့အချိန်ကျမှတည်တယ်ငရဲထဲမှာဖြစ်တဲ့တရားဟာငရဲမီးလောင်လို့ အမတန်မှပြစ်ထန်တဲ့ငရဲမိလောင်နာဖြစ်တော်လည်းပဲသူကံရဲ့စွမ်းကြောင့်သေဆုံးပြီးတော့မသွားဘူးပြဖြစ်ပြီးတော့မသွားဘူးလို့သူတို့ဆိုတယ်ဟောအဲ့ဒါကိုရှင်နာကဒေတာကရသော်ဘုရား ဟောကြားတဲ့သုတ်တန်တစ်ခုကိုကိုးကားပြီးနတဝကလံကရောတိယာဝပပံ ဖြန်တီနာဟောတိကံမကုံမချင်းအဲ့ဒီငရေတာတတော်ဟာသိသွားတယ်လို့ရှိဘူးဘလောက်ဖယ်ညင်းစဲညင်းစဲဘလောက်ဖယ်တပ်ဖြတ်တပ်ဖြတ်ငရေတာတတော်ဟာငရေဒိဋ္ဌိကဘလောက်ဖယ်ခေါင်းတခြားကိုယ်တခြားဖြစ်အောင် ခုတ်ဖြတ်ခုတ်ဖြတ်အဲ့ဒီငရေတာတတော်ဟာသိသွားတယ်လို့ရှိဘူးပြန်ပြီးတော့ရှင်မြဲရှင်းနေတာပဲလို့သူတို့ဆိုတယ် အဲ့လောက်ထီအောင်ဒုက္ခအတိခံရတဲ့အကြောင်းဘာကြောင့်မသေးတာတော့ဆိုရင်ကံကြောင့်မသေးတာအဲ့ဒီဥပမာနဲ့ရှင်းပြလိုက်တဲ့အခါမှာမိလိဏမင်းကြီးကလက်ခံသွားတယ်ပေါ့ဒါဟုတ်တယ်ချက်နိုင်တယ်ဒုက္ခကြီးဆိုတာအကြောင်းတစ်ခုတည်းမဟုတ်ဘူးအကြောင်းတွေကအမျိုးမျိုးရှိတယ်ဒါကြောင့်မို့ဖိုက်သေးရောက်တိုင်းအကုန်လုံးကြည်တာမဟုတ်ဘူး ယောက်ခဲကဘောနဲ့ရောက်သွားလို့အစာချေတော်လဲပဲသူ့ဘောနဲ့မှာဖြစ်ပေါ်လာတဲ့သရေသားကြတော့ခြေမသွားဘူးဒီလိုမတူညီတဲ့အခြေအနေတွေရှိတယ်ပေါ့အဲ့ဒါကိုဒီရှင်းပြလိုက်တာ